င်္ဂလာပါကျွန်တော်ကိုမများအားလုံးပဲမင်္ဂလာပါဗျာကဲဝင်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဝင်လာခဲ့ဖို့တန်းငယ်ကဖိတ်ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါနော်ခဏနေလေးနာရွယ်အတွက်နော်စတရ6လ2025နော်ညနေလေးနာရွယ်အတွက်တော်တော်ကြီးပြသပေးခြင်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါလို့လေ တန်းငယ်လေးကနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ကောင်မများအားလုံးတဝတိယောက်မချန်အားလုံးပဲအားလုံးပဲမင်္ဂလာပါခင်ဗျာကဲဒါဆိုကျွန်တော်ရဲ့အကိုကြီးမာကြီးဒီအားလုံးအားလုံးတန်းငယ်အရင်ဆုံးပြိပ္ပပြင်မယ်နော်ပြိပ္ပကောင်မကြီးချန်နယ်ကိုဒီမာကြီးတန်းငယ်အရင်ဆုံးပြိပ္ပပြင်မယ်နော်ပြိပ္ပလေးကို အရင်ဆုံးကြည့်ပါပဒိတ်လေးကိုကျွန်တော်ရေကိုမှမြန်ရှင်ဆုံးကြည့် ရှယ်ပဋိပောရှယ်ပဋိပောရှယ်ပဋိကိုကျွန်တော်ရဲ့ကိုယ်ပိုင်အားလုံးပဲအရင်ဆုံးလိုက်ကြည့်ပေးအားလုံးပဲမင်္ဂလာပါ viewer ကတော့အရင်နဲ့နေသေးတယ်ရှယ်လို့ရတဲ့အကိုကြီးမိုင်တွေအားလုံးပဲဒီရောက်တစ်ချက်ရှယ်ပေးပါတော့ရှယ်လို့ရတဲ့ကျွန်တော်ကိုယ်ပိုင်များအားလုံးတယောက်တစ်ချက်တယောက်တစ်လက်ရှယ်ခြင်းဖြင့်ကူညီပေးပါအောင်ဗျာ ကရာဇလာရှိုးလေးကိုစတင်ပြီးတော့မယ်ပရိတ်ကိုအရင်ဆုံးကြည့်မယ်နော်တရှိတီကကျွန်တော်တို့တက်တယ်တဲ့ရှစ်ဘူးကရှစ်ထိတ်30ခွန်ကကျွန်တော်ကိုမောင်များခွန်မပိနေတဲ့တရှိခွန်သုံးလုံးပေါင်းခြင်းဖြစ်ပါတယ်တဲ့ကျွန်တော်ကိုမောင်များတရှိခွန်သုံးလုံးပေါင်းခြင်းဖြစ်တယ် ကဲမရှေ့ရသေးတဲ့ကိုင်မကြီးတယောက်တစ်ချက်ရှေ့ viewer ကရန်နေနေသေးရဲ့ viewer ကရန်နေနေသေးတယ်မရှေ့ရသေးတဲ့ကိုင်မကြီးတယောက်တစ်ချက်ရှေ့ပြပါဦးတရှိခုံသုံးလုံးပေါင်းချင်တဲ့ဒီနေ့ရှင်းတဲ့ပေါင်းတော့9 9နဲ့9နဲ့ပေါင်းတော့တကယ်တော့600ပါလေ6ရဲ့နှက်ခတ်ဒီကို6 9ဒီကျွန်တော်ရဲ့ကိုင်မကြီးအားလုံးပဲပဋိဖြစ်ပါတယ်6 9ဒီကကျွန်တော်ကိုင်မကြီးအားလုံးပဲ ပရိတ်ဖြစ်ပါတယ်တဲ့6ခုပရိတ်ကို3ခုဆိုတော့6ပရိတ်ထွက်ပါတယ်တဲ့6ခုပရိတ်ကို3ခုဆိုတော့ဘာပရိတ်ထွက်လဲ6ပရိတ်ထွက်တယ်10ခုက10ထိပ်ပါတဲ့25က2ထိပ်တဲ့3ခုဒီကျွန်တော်ရဲ့ကိုယ်မိုင်အားလုံးပဲ3ထိပ်နေတဲ့10နှစ်3ကျွန်တော်ကောင်ပါဗျာ3လုံးပေါင်းခြင်းဖြစ်ပါတယ်တဲ့10နှစ်နဲ့ပေါင်းတော့3ညပါ3ညနဲ့3နဲ့ပေါင်းတော့ကျွန်တော်တို့3ပါတဲ့3ရဲ့နှက်ခတ်ဒီ5ပါ ပုံငါးစီကျွန်တော်ရဲ့ကိုမောင်များအားလုံးပဲပဋိတ်ဖြစ်ပါတယ်6ခုပြိတ်ကို3ဖို့ဆိုတော့6ပြိတ်တော့ပါတယ်ပုံငါးပြိတ်ကို ကျွန်တော်တို့40တက်ဆိုတော့9ပြိတ်တော့ပါတယ်အားလုံးပဲလိုက်ကြည့်တော့ share ပြိတ်ကိုပြပေးတာနော်6ခုပြိတ်ကို3ဖို့ဆိုတော့6ပြိတ်35ပြိတ်ကို40တက်ဆိုတော့9ပြိတ်ထွက်တယ်25က2ထိပ်30ခွန်က3ထိပ် 40တက်ကကျွန်တော်ကိုမမြတ်1အပိန်းနဲ့တဲ့2-5တက်ကျွန်တော်ကိုမမြတ်3လုံးပေါင်းခြင်းဖြစ်ပါတယ်တဲ့2-5နဲ့ပေါင်းတော့2-3တက်ပြောတာเนาะ2-3တက်3လုံးပေါင်းခြင်းတဲ့2နဲ့3နဲ့ပေါင်းတော့9တဲ့9နဲ့1နဲ့ပေါင်းတော့တန်ငယ်တို့ပါရမလဲ2နဲ့3နဲ့ပေါင်းတော့9 9နဲ့1နဲ့ပေါင်းတော့တန်ငယ်တို့6ရပါတယ်6ရဲ့နက္ခတ်တိ9ပါတဲ့6 9ဒီကျွန်တော်ရဲ့ကိုယ်မရဲ့အားလုံးပဲ ပဋိတ်ဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုယနေ့ညနေ၄နာရီခွဲအတွက်ပဋိတ်သည်တဲ့ဘာပဋိတ်ဖြစ်မလဲကျွန်တော်ကိုယ်မှတစ်ချက်ကြည့်30ခွန်က3ထိပ်ပါတဲ့ပုံမှုကကျွန်တော်တို့3ထိပ်မရှယ်ရသေးတဲ့ကိုယ်မှတယောက်တစ်ချက်ရှယ်ပေးပါအောင်နော်30ခွန်3ထိပ်3ပု3ထိပ်3ည6ခါကျွန်တော်တို့6အပိတ်နေပါတဲ့3 3 3ညာကျွန်တော်ကိုယ်မှများ3လုံးပေါင်းခြင်းဖြစ်ပါတယ်တဲ့ 3နဲ့3နဲ့ပေါင်းတော့ကျွန်တော်တို့6ပါ6နဲ့3ညနဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ600ပါလေ6ရဲ့လက်ခတ်သေးကို6ကိုဒီကျွန်တော်ကမှအားလုံးပဲပဋိဖြစ်တယ်ဒါဆိုယနေ့ညနေ4နာရီခွဲအတွက်ပဋိသည်တန်းငယ်လို့ရထားတဲ့ပဋိက6ကိုပဋိလို့ရထားတယ်ဒါက share ပဋိတစ်မျိုးဘာပဋိလဲ6ကိုပဋိလို့ရတယ် ဘာဖာ6 9ဗရိတ်ဟုတ်ပြီနော်6 9ဗရိတ်ကိုကျွန်တော်ရခွေမာကြီးတစ်ချက်ပြပေးတာပြော51ရက်3မျိုးလို့မင်္ဂလာပါ share လို့ရရင်တယောက်တစ်ချက် share ခြင်းဖြင့်ကူညီပေးပါဦးအ share ဗရိတ်ပြီးရင်ကျွန်တော်ရခွေမာကြီးအမာဗရိတ်တစ်ချက်ပြဗတိတ်ကြီးကျွန်တော်ရခွေမာကြီးဗတိတ်လေးတွေကိုကြည့်တာအမာဗရိတ်အမမာပရိတ်ကျွန်တော်ရုပ်ပိုင်းတစ်ချက်ပြမယ်အမမာပရိတ်လေးကိုတစ်ချက်လိုက်ကြည့် 25ကနှစ်ထဲတဲ့30ခွန်ကခွန်အပိတ်40တိတုံညာအပိတ်နဲ့နှစ်ခွန်တုံညာကျွန်တော်ကိုမမြသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်နှစ်ခွန်တုံညာသုံးလုံးပေါင်းခြင်းနှစ်နဲ့ခွန်နဲ့ပေါင်းတော့9 9နဲ့တုံညာနဲ့ပေါင်းတော့ကျွန်တော်တို့ခါရမလဲ9နဲ့တုံညာနဲ့ပေါင်းတော့9ပဲရတယ်9ရဲ့နှစ်ခက်သီး6 9 6သီးပဋိပ္ပာဦးဇေယလင်းမင်္ဂလာပါဗျာ 66ပရိတ်ကို3ဘူးဆိုတော့6ပရိတ်ထွက်တယ်66ပရိတ်ကို3ဘူးဆိုတော့6ပရိတ်ထွက်တယ်30ခွန်ကကျွန်တော်ကောင်မများ3ထိပ်ပါတဲ့3ဘူးက3ထိပ်တဲ့3ဘိတ်တဲ့60ခွန်ကကျွန်တော်တို့ခွန်အပိတ်နဲ့တဲ့33ခွန်ကျွန်တော်ကောင်မများ3လုံးပေါင်းခြင်းဖြစ်တယ်တဲ့3နဲ့3နဲ့ပေါင်းတော့6ပါ6ရဲ့ခွန်ရဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ3 6ရက်ခွန်ရပေါင်းတော့3နဲ့3ရက်နှက်ခတ်တိ9 3ငါးတိကျွန်တော်ရခွေပါရအလုံးပဲပဋိဖြစ်ပါလေဟုတ်ပြီနော်ဖြူဟာ64ရောက်တော့မျိုးတို့မင်္ဂလာပါမင်းမြန်ဝင်လာခဲ့ကျွန်တော်ကိုမှမြန်ဖြူဟာရန်နဲ့ဖြူဟာ100 200ပြည့်အောင်တယောက်တစ်ချက်ရှယ်ဝင်လာလို့ရတဲ့ခွေပါတယောက်တစ်ချက်မြန်မြန်ဝင်လာခဲ့မင်္ဂလာညနေခင်းမှာတောင်းငယ်လေးတဲ့ဒေါ်လာဝင်မင်္ဂလာပါနော်အတော့ဖြူဟာ65ရောက်တော့မျိုးတို့မင်္ဂလာပါ 33ခုလုံးပေါင်းခြင်း33နဲ့ပေါင်းတော့39 39နဲ့ခုနဲ့ပေါင်းတော့33နဲ့ပေါင်းတော့6 6ရဲ့ခုနဲ့ပေါင်းတော့35ပြိတ်ကို40တိဆိုတော့5ပြိတ်ထွက်တယ်တခြားကြည့်3ဘူးက3ထိတ်41က10ရဲ့ပြိတ်5ဘူးဒီကျွန်တော်တို့5အပိတ်နဲ့3တက်5ကျွန်တော်ကောင်မပြား3လုံးပေါင်းခြင်းဖြစ်တယ်3နဲ့တက်နဲ့ပေါင်းတော့4 4နဲ့5နဲ့ပေါင်းတော့ကျွန်တော်တို့ကရမလဲ 4ရက်5ရက်ပေါ်တော့ကို9ရက်နက္ခတ်တိ6 6တိပဋိဖြစ်တယ်ဟုတ်ပြီနော်6 6တိကျွန်တော်ရဲ့ခွေမကြီးပဋိဖြစ်ပါတယ်တဲ့6 6ပဋိကို60ဆိုတော့6ပဋိထွက်တယ်ဟုတ်ပြီနော်6 6ပဋိကို60ဆိုတော့6ပဋိထွက်တယ်ဒါဆိုယနေ့ညနေ4နာရီခွဲအတွက်ပဋိဘာပဋိဖြစ်မလဲတစ်ချက်ကြည့်47တိ4ထိပ်ပါ 60က300ပဲ83ကကျွန်တော်တို့300ပဲနဲ့လေးတညာတုံကျွန်တော်ကောင်မများသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်လေးနဲ့တညာနဲ့ပေါင်းတော့၄ပါလေးရဲ့တညာပေါင်းတော့ကျွန်တော်တို့ဘာရမလဲခွန်ရပါတယ်ခွန်ရဲ့နက္ခတ်တိတညာပါတယ်ခွန်တညာတိပဋိဖြစ်ပါတယ်ဒါဆိုယနေ့ညနေ၄နာရီခွဲအတွက်ပဋိနှမျိုး share ပဋိက6 9ပဋိ အမာပရိတ်ကခွန်သုံးညပရိတ်လို့ရတယ်။ယနေ့ညနေ၄နာရီခွဲအတွက်ပရိတ်သည်ရှယ်ပရိတ်၆ခုပရိတ်အမာပရိတ်ကခွန်သုံးညပရိတ်လို့ရပါတယ်ပြော80နဲ့ရှယ်ရောက်တော့မျိုးတို့မင်္ဂလာပါ။အခုထိစင်းနဲ့နောက်ဝေးကိုပြပြမှာဖြစ်တယ်။လမ်းငယ်လိုင်းခဏလစ်လိုက်မယ်နော်။လိုင်းခဏလစ်သွားလိမ့်မယ်။မစင်းသွားနဲ့မစင်းပဲဆောင်နေနော်။နောက်ပြီးရင်လိုင်းလစ်သွားလိမ့်မယ်။ လိုင်းလိုင်းမကောင်းဖြစ်သွားလိမ့်မယ်လိုင်းမကောင်းဖြစ်သွားရင်ကိုရီးမားတွေကြိုပြီးပြောတာနော်မဆင်းသွားနဲ့ခဏဆောင်ပြီးပြန်တက်လာခဲ့မယ်ဟုတ်ပြီနော်လိုင်းမကောင်းဖြစ်သွားလိမ့်မယ်ဒါပေမဲ့မဆင်းသွားနဲ့ပြန်တက်လာခဲ့မယ်ခဏလေးပဲဆောင်လိုင်းမကောင်းဖြစ်အောင်ပါနော်ခဏဖြစ်အောင်ပါခဏဆောင်ပြီးပြန်တက်လာခဲ့မယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ကမှထိစီနောက်ပဲပြမယ်နော်လိုင်းမကောင်းရင်ပြန်တက်လာခဲ့မယ်เนาะခဏဆောင်ပြီးဟုတ်ပြီလားလိုင်းလေအောင်ပါဗျာเนาะ ထိုက်စည်းနောက်ဖိတ်တစ်ချက်ကြည့်ပါဝီဗီယန်ပေါ့ဝီဗီယန်ခဏခဏပြုံးနေလို့နော်ထိုက်စည်းလေးအရင်ဆုံးသွားမယ်ထိုက်စည်းလေးကိုအရင်ဆုံးသွားမယ်ထိုက်စည်းလေးကျွန်တော်ကိုမောင်များတစ်ချက်ကြည့်ပြီနော် 40ဒီ4ထိတ်တဲ့30ခွန်က3ထိတ်ရှစ်ဘူးက10အပိန်နဲ့4 3 10ကျွန်တော်ကောင်မများသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်တဲ့4နဲ့3နဲ့ပေါင်းတော့ခွန်နဲ့4ရဲ့3ရဲ့ပေါင်းတော့ခွန်ခွန်နဲ့ရှင်းနေပေါ့နော်ခွန်နဲ့ရှင်းနေပေါင်းတော့ကျွန်တော်တို့မရအောင်လေခွန်ရဲ့ရှစ်ကယ်ပေါင်းတော့ကျွန်တော်တို့900 ငါးရဲ့နဂတိ3နဲ့ငါး3ဒီကျွန်တော်ရဲ့ကိုမမြဘာဖြစ်လဲဆိုရင်နဲ့ထိတ်စီဖြစ်ပါလေငါး3ထိတ်ကို3ထိတ်နဲ့3ဘူးဆိုပြီးထွက်တယ်ငါး3ထိတ်ကိုဘာထွက်လဲ3ထိတ်နဲ့3ဘူးဆိုတော့6ပြိထွက်တယ်60ခုဒီကျွန်တော်တို့6ထိပ်တယ်။3ဘူးက3ထိပ်။25ကကျွန်တော်တို့5အဖိတ်နဲ့ 635ကျွန်တော်ကောင်မှမြန်3လုံးပေါင်းချင်းဖြစ်တယ်တဲ့6နဲ့3နဲ့ပေါင်းတော့9တဲ့6ရဲ့3ရဲ့ပေါင်းတော့9 9နဲ့5နဲ့ပေါင်းတော့ကျွန်တော်တို့400တဲ့9ရဲ့5ရဲ့ပေါင်းတော့400တဲ့4ရဲ့နက္ခတ်ထိနှစ်4နှစ်ထိထိပ်စီးဖြစ်ပါတယ်ဟုတ်ပြီနော်9 3ထိပ်ကို3ထိပ်နဲ့3ဘူးဆိုတော့6ပဲတဲ့ လေးနှစ်ထိတ်ကိုလေးထိတ်နဲ့40တဲ့ဆိုတော့၅ပရိတ်၅ဘူးဒီကျွန်တော်တို့၅ဘူးဒီကျွန်တော်ကမှများ၅ထိတ်ပါ40တက်ကလေးထိတ်30ခွန်ဒီခွန်အပိတ်နဲ့၅လေးခွန်သုံးလုံးပေါင်းခြင်းဖြစ်ပါတယ်၅နဲ့လေးနဲ့ပေါင်းတော့9ပါတဲ့9ရဲ့ခွန်ရဲ့ပေါင်းတော့ကျွန်တော်တို့600ရဲ့600ရဲ့နက်ခတ်ဒီ9တဲ့ 69ဒီထိတ်စီးဖြစ်ပါတယ်69ို့ထိတ်ကို6ထိတ်နဲ့60ဆိုတော့6ဝရိဖြစ်ပါတယ်69ို့ထိတ်ကို6ထိတ်နဲ့60ဆိုတော့6ဝရိဖြစ်ပါတယ်ငါးသုံးထိတ်ကို3ထိတ်နဲ့3ဘူးဆိုတော့6ဝရိတဲ့၄နှစ်ထိတ်ကို၄ထိတ်နဲ့၄တက်ဆိုတော့9ဝရိ 69ထိပ်ကို6ထိပ်နဲ့60ဆိုတော့6ထိပ်ဒါဆိုယနေ့ညနေ4နာရီခွဲတော့ထိပ်စီးလေးတစ်ချက်ပြပါမယ်နော်ထိပ်စီးလေးကိုကျွန်တော်ရွေးမှာတစ်ချက်ကြီး viewer တရားပြအောင် share ပေးဦး viewer တရားပြအောင်ကျွန်တော်ကမှာမယ် share ပေးဦး viewer တရားပြအောင်ကျွန်တော်ရွေးမှာဒီရောက်တစ်ချက် share ပေးဦးတယောက် share ရင်တယောက်တက်တယ် နှစ်ယောက်ရှင်နှစ်ယောက်တက်တယ်ကိုရင်းမတွေရှင်ရှယ်တဲ့ပုံမူ TV ရှက်တက်တယ်ဗျာရှယ်လို့ရရင်တယောက်တစ်ချမ်းရှယ်ပြီးအောင်ဟုတ်ပြီလားဒါလို့ယနေ့ညနေတွက်ထိတ်စီနော်ဗာထိတ်စီဖြစ်မလဲတစ်ချက်ကြည့်83လေးကျွန်တော်တို့ရှက်ထိတ်ပါတဲ့60က6ထိတ်တဲ့3ဘူးကကျွန်တော်တို့3အပိန်နဲ့ရှင်း63 3လုံးပေါင်းရင်ဖြစ်တယ်တဲ့ရှင်း63 3လုံးပေါင်းခြင်းနဲ့ ရှင်းတဲ့ချောင်းနဲ့ပေါင်းတော့၄၄ရဲ့၃ရဲ့ပေါင်းတော့ကျွန်တော်တို့ပါရမလဲ။ရှင်းကဲ၆ရဲ့ပေါင်းတော့၄ပါ၄ရဲ့၃ရဲ့ပေါင်းတော့ကျွန်တော်တို့900ရတယ်။ခွန်ရဲ့နက္ခတ်တိ300ပါတဲ့။ခွန်300တိထိုက်စီဖြစ်ပါတယ်။ဒါဆိုကျွန်တော်ရဲ့ခွေမာတိထိုက်စီကဘာထိုက်စီလဲ။ထိုက်စီတိကျွန်တော်ကမှမြတ် ဟုတ်ပြီနော် ထိတ်စည်းသည်ကျွန်တော်ရဲ့ကိုယ်မှာ၄ဒါဆိုကျွန်တော်ကိုယ်မှာမြတ်ထိတ်စည်းသည်ထိတ်စည်းသည်ခွန်တောင်ညထိတ်စည်းလို့ရတယ်ဟုတ်ပြီနော်ထိတ်စည်းသည်ကျွန်တော်ကိုယ်မှာမြတ်ခွန်တောင်ညထိတ်စည်းထိတ်စည်းသည်ဗာထိတ်စည်းလေခွန်တောင်ညထိတ်စည်းလို့ရတယ်ဒါဆိုထိတ်စည်းကခွန်တောင်ညထိတ်ပေါ့နော်ခွန်တောင်ညထိတ်စည်းလို့ရတယ်တဖြူကတရားပြီးတော့မြန်မြန်ဆန်ဆန်လေးရှင်းတာဟုတ်ပြီနော်ရှင်းလို့ရတဲ့ကိုယ်မှာဒီတစ်ချက်ရှင်းတာ ထိုင်စီသည်ခွန်တုံညထိုင်စီကဲဒါဆိုအပိတ်ပြမယ်နော် အပိတ်လေးကိုတခြားကြည့်ပြွာကနည်းနည်းနဲသွားရင်နော်ပြန်ဝင်လာခဲ့ကျွန်တော်ကမှများနောက်ပိတ်လေးတခြားပြမယ်ထိုင်စီကခွန်တုံညထိုင်လို့ရတယ်ဟုတ်ပြီနော် ထိတ်စည်းသည်ခွန်တော်ညာထိတ်စည်းတဲ့အပိတ်ဒီဘာအပိတ်ဖြစ်မှာလဲအလုံးမရှေရသည်တယောက်တစ်ချက် share ပေးဟုတ် view အရန်နေတယ်နော် မရှေရသည်ကျွန်တော်ရဲ့ဝင်မကြီးတယောက်တစ်ချက် share ပေးဟုတ် view အရန်နေတယ်ဟုတ်ပြီနော် နောက်ပိတ်လေးတစ်ချက်ကြည့်နောက်ပိတ်လေးတစ်ချက်ပြမယ်တုံညာ6ကသူတို့နှလုံးပေါင်းချေ30ခွန်ဒီခွန်အပိတ်တုံညာ6ခွန်တုံးလုံးပေါင်းခြင်းဖြစ်တယ်တဲ့ ောင်ညာနဲ့6နဲ့ဘောင်းတော့6 6ငယ်ခွန်ရဲ့ဘောင်းတော့ကျွန်တော်တို့300ရည်3ကိုပါဝါခေါ်ခြင်းဒီ shit 3 shit ဒီအပိတ်ဖြစ်ပါတယ်93ထိတ်3 shit ပိတ်ပရိက္ခ96ပဋိတ်3ထိတ်3အပိတ်နဲ့3ဘူးဆိုပြီး6ပဋိတ်ထွက်တယ်ဟုတ်ပြီနော်85ဒီသူနှလုံးပေါင်းခြင်း3ဘူးက3ထိတ် ရှင်ငါတောင်းသုံးလုံးပေါင်းခြင်းဖြစ်တယ်ရှင်နဲ့ငါနဲ့ပေါင်းတော့3 3ရဲ့3ရဲ့ပေါင်းတော့ကျွန်တော်တို့600ရဲ့600ရဲ့ပါဝါတိ6တိအပိတ်ဖြစ်တယ်ထိစည်းက၄နှစ်ထိစည်းနောက်ပိတ်က6တိအပိတ်ပရိက3 5ပရိနဲ့4တိတ်တဲ့ပိနဲ့40တိဆိုတော့5ပရိထွက်တယ် 40ဒီသူတို့နှလုံးပေါင်းခြင်း40တက်ကတည့်ရပိတ်လေးတုံညာဒီသုံးလုံးပေါင်းခြင်းဖြစ်တယ်တဲ့လေးနဲ့တုံညာနဲ့ပေါင်းတော့လေး၄ရက်တက်ကေပေါင်းတော့ကျွန်တော်တို့900ရတယ်900ရပါဝါဒီတုံညာ900တုံညာဒီအပိတ်ဖြစ်တယ်ထိစီဒီ69ထိစီအပိတ်က900တုံညာအပိတ်ပရိတ်က96ပရိတ်နဲ့ 6ထိတ်3ဘိတ်နဲ့60ဆိုပြီး6ပဋိထွက်တယ်။ဒါဆိုယနေ့ညနေ4နာရီခွဲတည်းထိတ်စည်းဒီခွန်တောင်ညာထိတ်စည်းပဋိဒီခွန်တောင်ညာပဋိ6ကိုပဋိကိုနောက်ဘိတ်ကပါဖြစ်မလဲ။တစ်ချက်ကြည့်60ကုန်ဒီသူတို့နှလုံးပေါင်းခြင်း60က3ညာအပိတ်နဲ့6ခွန်တောင်ညာ3လုံးပေါင်းခြင်းဖြစ်တယ်။ 6နဲ့9နဲ့ပေါင်းတော့3 3နဲ့3ညနဲ့ပေါင်းတော့3ပဲရတယ်3ရဲ့ပါဝါသည်8 3သည်အပိတ်ဖြစ်တယ်ဒါဆိုရန်သေးညနေ4နာရီခွဲတော့ထိစီသည်9 3ညထိစီပါအပိတ်သည်38အပိတ်ပရိတ်သည်69ပရိတ်9 3ညပရိတ်9 3ညထိစီ3 သုံးရအပိတ်သည်အပီးပေါက်ဖြစ်ပါပြီဟုတ်ပြီနော်ကဲအားလုံးတို့ကျွန်တော်ရဲ့ကိုမာရီတန်းငယ်ကတော့မိသူတဦးတယောက်ကိုမှမမ်ဘာခေါ်ခြင်းအဖွဲ့ဝင်ခြေတောင်းခြင်းပေါက်ပေးသတ်မှတ်ခြင်းမရှိပါဘူးကျွန်တော်ရဲ့ကိုမာရီအားလုံးကိုစေတနာဖြင့်သာကူညီပါတယ်ဒါတန်းငယ်ရှင်မှလာယူတဲ့ကိုမာရီအားလုံးသိပါတယ်နော်ယနေ့ညနေ၄နာရီခွဲတော့အော်နှစ်ခွက်ပြင်မယ်နော်တန်းငယ်ပေးနေကြတိုင်း အောနှစ်ခွတ်ပြီးပါမယ်စေတနာနဲ့ကိုနေတာပါပေါ့ရင်တားငယ်ရေးဘာပြရမှာလဲလို့ကိုရီမတွေဖေးစရာရှိတယ်ပေါ့ရင်ကိုရီမတွေစေတနာရှိသလောက်မဟုတ်ဘူးပဲပြီစေတနာရှိသလောက်ပဲပြီနော်စေတနာမရှိတာကိုမပေးပါနဲ့စေတနာရှိသလောက်မဟုတ်ဘူးလေးပဲပြီအောနှစ်ခွတ်ပြီးမယ်လိုချင်တဲ့ကိုရီမတွေဒီဖုန်းနံပါတ်ကိုလာယူပါ 669ခွန်နေကိုတော့ပုံကိုရှစ်ကိုကျွန်တော်ရဲ့ကိုမိုင်းဟိုင်းပြီးတော့ယနေ့ညနေ၄နာရီခွဲတော့တောင်းငယ်နဲ့လက်တွဲခြင်းနဲ့တောင်းငယ်နဲ့ကန်ဆက်ခြင်းနဲ့ဟောတောင်းငယ်ကိုယုံကြည်တဲ့ကိုမိုင်းတအူးတယောက်မချမ်းလာယူလို့ရပါတယ်ဒီဖုန်းနံပါတ်နော်စေတနာနဲ့ကိုညီတာပါ669 2 9 3 3ခု6ခုဟိုင်းပြီးတော့လာယူပါခက်ခဏထောက်ပြမယ်နော်

ပြီးကစားနော်အာပြီးကစားနော်အာပြီးကစားနော်ကျွန်တော်ခုမှမြအာပြီးကစားအပူလေးအနေနဲ့ကျွန်တော်ခုမှမြအပူကြိုက်တယ်ဆိုရင်အုံဘူးရဲ့ ချစ်ဘူးရင်အဲ့ကနန်းတော့ပေါ့နော်ကျွန်တော်ကောင်မများမဘူးကြရင်သုံးဘူးနဲ့ရှစ်ဘူးကစားကျွန်တော်လေးဦးတော့ကျွန်တော်ရဲ့ခွေမလေးစင်ပြေတယ်လို့လေးကစားဟုတ်ပြီနော်ယနေ့မနက်7:00နာရီ10မိနစ်မှာ all နှစ်ခွက်ကစားခြင်းနဲ့ယနေ့မနက်တော့ပြန်တော့ညနေညနေ4:00နာရီခွဲတော့ all နှစ်ခွက်ကစားခြင်းနဲ့ကိုဒီမော်လေးဒီဖုန်းနံပါတ် 6692939963ကိုလာရောက်ဟိုင်းပြီးတော့ယူနိုင်ပါတယ်။အားလုံးပဲဒီလောက်ပဲဖတ်မိုက်ပါခံလုံးကြပါစေကျွန်တော်ကမှမြန်ခဏလေးနော်ခဏလေးခဏလေးပြီးတော့ပါမယ်ဗျာဆိတ်ရှိဆိတ်ရှိဆိတ်ရှိ